အီဗာလီကြောင့်လိုက်ရင်အသက်34နှစ်အရွယ်နေရင်ပဲတူဟာအလောက်ခွေမှာနေထိုင်မကောင်းဖြစ်လာရကဆေးရုံတက်ခဲ့ရပြီးယခုလာဆန်ပိုင်းမှာကွယ်လွန်ခဲ့ပါတယ်။ရေမြူသမီးဟာအတန်တဆအလောက်တန်ပြရာကအသက်ဆုံးရှုံးခဲ့တာဖြစ်နိုင်ကြောင်းထင်ကြေးတွေပြန့်နှံ့နေပြီးအဲဒီကိစ္စပေါ်လူလူကြားမှာဝေဖန်မှုတွေရှိခဲ့ပါတယ်။ဒီလိုအခြေအနေမျိုးမှာသူ့လှုပ်လှုပ်တဲ့လေးကြောင်းလိုက်ကစုံရင်ဖုံးတဲ့ကိုသူခွင့်ယူခဲ့တဲ့ကာလာနှုံးကဆေးရုံတက်ခဲ့တယ်ဆိုတာမှန်ကန်ကြောင်း ဆိုင်ရစာတဲ့အထောက်အထားတွေတင်ပြဖို့မက်ဆေ့ပို့ခဲ့တာပါ။အဲ့ဒီမက်ဆေ့ကစုံကွယ်လွန်ပြီးရပိုင်းအကြမ်းမှရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ဒါဟာဒီကြောင်းလိုင်းရဲ့လူအရင်းမြစ်စီမံခန့်ခွဲရေးဌာနကစီစစ်မှုအားနည်းချက်ကြောင့်ကြုံခဲ့တဲ့အမှားယွင်းလို့ယုံကြည်ရပြီးတိဆုံးသွားတဲ့ဝန်ထမ်းကိုခွင့်တိုင်းဖို့ဆောင်ရွက်စာတမ်းလှမ်းတောင်းတဲ့လေကြောင်းလိုင်းဟာလူသိရှင်ကြားတောင်းပန်ခဲ့ရတဲ့အဖြစ်ကိုရရှိခဲ့တာဖြစ်ပါတယ်။ယခုချိန်မှာတော့ထိုင်ဝမ်အာနာပိုင်တွင်လေကြောင်းလိုင်းကိုပူပေါင်းပြီး ဆုံးမကွယ်လွန်ခင်နာမကျန်းဖြစ်နေတုန်းကလိုအပ်တဲ့ဂျမရေးထောက်ပံ့တွေနဲ့ခွင့်ခံစား권နေရရှိခဲ့ရလားဆိုတာကိုပြန်လည်စစ်ဆေးစုံစမ်းနေကြအောင်သိရှိရပါတယ်။ဆုံးဟာစက်တင်ဘာလ24ရက်နေ့တုန်းကအီတလီနိုင်ငံမီလန်မြို့ကနေလေကြောင်းလိုင်းဌာနချုပ်တရှိရာတိုင်ယွန်မြို့စီဥတီပြန်တန်းနဲ့ခရီးစဉ်အတော်အတွင်းနာမကျန်းဖြစ်ခဲ့ပြီးတိုင်ယွန်လေးစိတ်ကိုရောက်ရောက်ချင်းစုံကဆေးရုံတက်ခဲ့ရာကအော်တိုဘာလ၈ရက်နေ့မှာကွယ်လွန်သွားကြောင်းလည်းသိရှိရပါတယ်။